အလင်းတန်ခန်းဆောင်ခဲ့ရသူများအတွက်စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပညာပေးမှုများဆောင်ရွက်ပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းငလင်ပေးချောင်းယာယီရွှေပြောင်းနေထိုင်ရာ စခန်းများမှပြည်သူများအားလူမှုရေးနယ်စိတ်ပိုင်းဆိုင်ရာအထောက်ပံ့ဖြစ်စေဖို့နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးလျက်ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်။ နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းတွေကိုကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ဦးဆောင်မှုနဲ့ဆရာဝန်တွေ ကျန်းမာရေးအသိပညာမြင့်တင်ရေးဆိုင်ရာကျွမ်းကျင်ဝန်ထမ်းတွေဈေးလူမှုဆက်ဆံရေးမှုတွေ အခြေခံကျန်းမာရေးဝန်ထမ်းတွေကယာယီရွှေ့ပြောင်းနေထိုင်ရာစခန်းတွေမှာဧပြီလ30ရက်နေ့နက်နက်ပိုင်းမှာစတင်ပြီးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ဒီလိုဆောင်ရွက်လျက်ရှိရာမှာယမန်နေ့ကစပူတီရီမြို့နယ်ညာနာဒိတ်ထီ ယာယီတဲခိုရေးစခန်းမှအိမ်နောင်စု35စုဒုခသိတိယာယီတဲခိုရေးစခန်းမှအိမ်နောင်စု30စုဝနသိတိယာယီတဲခိုရေးစခန်းမှအိမ်နောင်စု29စုသခိနတေရီမျိုးနဲ့ကြောင်မြတ်ယာယီတဲခိုရေးစခန်းမှအိမ်နောင်စု15စု ရန်အောင်မြင်ရွှေလက်လှယာယီတဲခွေရေးစခန်းမှာအိနှောင်းစု15စုနဲ့ပြမနာမျိုးနဲ့တပေါင်းကွင်းယာယီတဲခွေရေးစခန်းမှာအိနှောင်းစု33စုစုစုပေါင်းအိနှောင်းစု159စုထို့အောင်လူမှုရေးနယ်စိတ်ပိုင်းဆိုင်ရာထောက်ပံ့ဖြစ်စေရေးနှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ပြီးလူမှုရေးနယ်စိတ်ပိုင်းဆိုင်ရာထောက်ပံ့လိုအပ်သူတွေကိုသက်ဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ကပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။